ားလုံးပဲမင်္ဂလာပါရှင်ဝါဒရှိကတော့ယမင်းဂျပန်တန်တန်းကျောင်းမှာဆရာမယမင်းပဲဖြစ်ပါရရှင်အခုဗီဒီယိုဖိုင်လေးကတော့အန်သရီခန်ကြီးတွဲလုံးတင်ပေးမယ်ပညာဒါနတင်ပေးမယ်ခုနှစ်ဖိုင်မြောက်ဗီဒီယိုဖိုင်လေးပဲဖြစ်ပါရရှင်ပထမဆုံးအအရင်ဆုံးတင်မယ်ဆိုရင်တော့တို့ရဲ့ဘလိုဘလိုလေးတွေတွဲထားတယ်ဆိုတဲ့ဟာမျိုးလေးကိုပဲ idea ယူတတ်အောင်လို့တင်ပေးမယ်နော်ပြီးမှသလုံးချင်းစီကိုပြန်ပြီးတော့ live မျိုးပေးပါမယ်နော်ပုံမှန်လုပ်နေကြတိုင်းပါပဲနံပါတ်1ခန်ကြီးလေးကခခုနင်း ခခုနင်းဆိုတာတို့တွေလေးများသောအားဖြင့်ဒီကိုဂျပန်ဖောင်းတွေဘာတွေပြောင်းမှာတော့ဒါမှမဟုတ်ဂျပန် application တွေဘာတွေမှာလေတခုခု cancel ရှိမယ် confirm ရှိမယ်အဲ့လိုမျိုးမှာဒီခန်းကြီးလေးမြင်ရလိမ့်မယ်နော်ခခုနင်းက confirm လုပ်တယ်အတီးပြူတယ်ဒါလေးကလေသူ့တလုံးနဲ့ဆိုသူကဘာလုပ်တာလဲဆိုတော့တေချောင်လုပ်တာတာရှီခါမဲတို့တေချောင်လုပ်တယ်ဒီခန်းကြီးတလုံးနဲ့ဆိုလို့ရှိရင်တာရှီခါမဲတို့ကတေချောင်လုပ်တယ်တေချောင်လုပ်တယ်ဟိုဘောရနေရတယ် တေချောင်လို့တယ်ဒါလေးကကျတော့အတိအမှတ်ပြုတယ်ဒီခန့်ချက်မီတိုမဲတို့တလုံးနဲ့ဆိုရင်မီတိုမဲတို့သူအတိအမှတ်ပြုတာမီတိုမဲတို့ကအတိအမှတ်ပြုတယ်ကဲဆိုတွေးပြမယ်အခုထားပါတော့တို့တွေဖုန်းကနေပတ်စံနေပါလေလွှဲတော့မယ်ကွန်ဖန်ကလုတ်နှိပ်တော့မယ်မလားကွန်ဖန်ကလုတ်မနှိပ်ခင်မှာတို့တွေဘာလုပ်လဲတေချောင်လို့တယ်မှန်ရဲ့လားလွှဲမဲ့ပမာဏမှန်ရဲ့လားလွှဲမဲ့ဖုန်းနံပါတ်မှန်ရဲ့လား တေချောင်လုတ်ပြီးတော့မှအင်းမှန်ပြီဆိုတော့အတိမတ်ပြုတဲ့အနေနဲ့ confirm လုတ်တာ confirm ကလုတ်နှိပ်တယ်ဆိုတာအဲ့အခြေအနေ confirm နှိပ်မဲ့အခြေအနေမှာတို့တွေမှာနှစ်ချက်ပါတယ်အရင်ဆုံးတေချောင်လုတ်တယ်တေချာဝါပြီဆိုတာကိုအတိမတ်ပြုတဲ့အနေနဲ့ confirm ကိုနှိပ်တာမလို့အဲ့တော့တေချာအောင်လောက်တာနဲ့အတိမတ်ပြူတာနဲ့ပေါင်းလိုက်လို့ရှင် confirm အတိပြူတယ်ပေါ့နော်အဲ့တော့တခုခုကိုတို့တွေဖုန်းငွေလွှဲတော့မယ်ဆိုလို့ရှင်အရင်ဆုံးတေချာအောင်လောက်တယ်နံပါတ်မှန်ရလားဘာမှန်ရလားပြီးရင် okay ဒီနံပါတ်ကမှန်ပြီတေချာအောင်လောက်ပြီးသွားလို့ရှင်အတိမတ်ပြူတဲ့အနေနဲ့ confirm လောက်တာမျိုးပြောတာနောက်တစ်ခုဒီခန်းကြီးလေးကတေယူပို့ဆောင်တာသူပိုင်သူကတေယူပို့ဆောင်နေတဲ့ဘောတေယူပို့ဆောင်နေကမှာထွက်သွားတာ တယ်ယူပို့ဆောင်တဲ့လုပ်ငန်းကနေတယ်ယူပို့ဆောင်ပြီးထွက်သွားတာကြတော့တင်ပို့တော့ export ပေါ့နော်တယ်ယူပို့ဆောင်လာခြင်းဖြင့်ဒါလေးကဝင်လာတာဝင်လာတာဆိုတော့ import ပေါ့နော် export import လေးတင်ပို့တာနဲ့တင်သွင်းခြင်း you should ဆွတ်နဲ့ union နဲ့ तू อ่ะ तू อ่ะနဲ့ तू तू နေတယ်ယူပို့ဆောင်တာတယ်ယူပို့ဆောင်နေတဲ့ဘောတယ်ယူပို့ဆောင်ရာကနေတယ်ယူပို့ဆောင်ခြင်းလုပ်ငန်းမှာထွက်သွားတာက export လုပ်တဲ့တင်ပို့ခြင်းဖြစ်ပြီးတော့ဝင်လာတာကြတော့တင်သွင်းခြင်းလုပ်ငန်းဖြစ်ပါတယ်နောက်တစ်ခုဒီခန်းကြီးလေးက M5 ကလေးကပါတယ်ရေးတာ ဒါလေးကအမျိုးအစားရေးလို့ရတဲ့အမျိုးအစားစာရွက်စာတန်းဆိုတာ ရေးလို့ရတဲ့အမျိုးအစားတွေပဲဖြစ်ပါတယ်စာရွက်စာတန်းဆိုတာရေးလို့ရတဲ့အမျိုးအစားဖြစ်ပါတယ်ဒီမှာကြည့်ပါဒီမှာနော်ဒီမှာကျောင်းသားတို့ရှေ့ရက်တွေကဗညာရဏသင်ခဲ့တဲ့ဒီမှာစာရွက်လေးတွေရေးလို့ရတဲ့အမျိုးအစားကစာရွက်စာတန်းတွေပါတို့တွေကျောင်းသားတို့သင်ဖို့အတွက်စာတွေရေးလို့ရတဲ့အမျိုးအစားတွေကစာရွက်စာတန်းတွေဖြစ်ပါတယ်ရှင်ရေးလို့ရတဲ့အမျိုးအစားကစာရွက်စာတန်းနောက်တစ်ခုဒီခန်းကြီးလေးကစုတ် ဆုံအစ်ချီပဲလို့သဘောတရားမျိုးဆုံဒါကကင်းရနီးတာအနီးဆုံးအချိန်ကိုပြောပါဆိုရင်အခုတလောပေါ့အခုတလောဆိုတော့အနီးဆုံးအချိန်ပဲအနီးဆုံးအချိန်ဆုံးတဲ့နီးတာနဲ့ပေါင်းတော့အနီးဆုံးအချိန်ကအခုတလောပဲအနီးဆုံးအချိန်ကအခုတလောပဲအမဒီဖိုင်မှာရေးထားတဲ့ဟာလေးတွေကလေခန်းကြီးမှာအမင်းနဲ့တာလေးတွေကိုရွေးထည့်ပေးထားတယ်နော်ခန်းကြီးမှာမိခွန်ဟောင်းလေးမှာအမမြင်မိတာလေးများတို့ထည့်ပေးထားပါဗျအဲ့တော့ဆုံးရဲ့နီးတာနဲ့ပေါင်းရင်အနီးဆုံးအချိန်ကအခုတလောဒီခန်းကြီးလေးကဆုံး ဒီခန်းကြီးကပထမဟာဂျီမင်းအစအစဥဆုံးဆိုတော့ဒါပထမဥဆုံးမော sign shot sign shot ပထမဥဆုံးဒီခန်းကြီးလေးကစုပ်အစ်ချီပန်းလို့သဘောတရားမျိုးဟိုဟာကအစအစအဆုံးဆိုတော့ပထမဥဆုံးနီးရာနဲ့ဆုံးနေဆိုတော့အနီးဆုံးကအခုတလောဒီခန်းကြီးကခိုတိုးဝါရုတဲ့ခိုတိုးဝါရုရဲ့အိပဲညင်းဆန်တာ ဆန်းစီရဲ့မူရင်းလေးတွေတီးတန့်တေချာနှွေးခြင်းတွေရပါတယ်။မူရင်းလေးတီးတန့်တင်ထားတာလေးတွေရှိတယ်။32ခန်းကြီးဆိုပြီးအမအလုံးလိုက်ရတင်ပေးထားတယ်။အဲ့ဒါကိုလည်းအမလင့်လေးတွေစုပေးထားတယ်။ဘယ်ကနေရှားလို့ရပင်ထောက်ထားတဲ့ post တွေကျွန်တော်တို့ဥပမာကဆန်းစီရဲ့ရှားရတာမူတယ်ပူစရာမလိုဘူးပင်ထောက်ပေးထားတယ်။ပင်ထောက်ပေးတဲ့နေရာမှာလည်းခေါင်းစဉ်လေးတွေခွဲထားတယ်။ ပင်လေးနေရာလေးတော့တစ်ချက်တော့ကြည့်ရမယ်ပေါ့နော်ပင်ထောက်ထားတဲ့နေရာဆိုတော့ Telegram ကနေကြည့် Telegram ပင်ထောက်ထားတဲ့ post မှာရှိတယ် page ကနေကြည့်လို့ရှိရင်လည်း page မှာ feature ထဲမှာအဲ့မှာထိတ်ဆုံးနေမှာပင်ထောက်ထားတဲ့ post တွေရှိပါတယ်ရှင်အဲ့ဒီမှာကျတော့အသေးစိတ်အသေးစိတ်တော့မဟုတ်ဘူးပေါ့ကွာဘယ်လိုပြောမလဲမူရင်းလေးတွေတင်ထားတယ်ဒါကတွဲလုံးခေါင်းစင်မာဟိုရာမကတွဲလုံးလို့ရေးထားပြီးသား တွဲလုံးတင်ရင်နဲ့မှအော်သူတွေမူရင်းကိုတိတက်ပြန်လိုက်ရှာနေရင်ကြာမှာပဲဆိုပြီးအကြမ်းပြန်ထည့်ပြောတာမူရင်းတိတက်တင်သုံးလောက်တော့အချိန်မပေးဘူးပေါ့နော်တွဲလုံးဘက်ကိုအချိန်ပူပေးထားရတာဆိုတော့အကြမ်းပြင်းပဲပြောသွားတာဒီခန်းကြီးလေးကတရှိမူရင်းတိတက်တင်သုံးကပါမားပဲညင်းဆန်တာခိုတိုဝါရုခိုတိုဝါရုကညင်းဆန်တာဒါကရေရေလာလာရေတွေလာဖို့ညင်းဆန်တယ်ရေတွေစီးဆင်းလာဖို့ညင်းဆန်တယ်ဆိုတော့ရေပြက်တာပေါ့ဒါမို့ရေလာလာမိတာကိုညင်းဆန်တယ်ဆိုတော့ရေမလာဘူးရေပြက်တာပေါ့ ရေနဲ့ပတ်သက်ပြီးတော့ညင်းဆန်နေဥမာကဟဲ့ရေလာချိုးလို့ရလားနင်တို့အိမ်မှာဟင်းအင်းညင်းနေရေနဲ့ပတ်သက်ပြီးတော့ညင်းနေဆိုတော့ကိုယ့်အိမ်မှာလည်းရေပြက်နေလို့ပေါ့ဒန်းဆူရရေပြက်တာဒန်းဆူရရေပြက်တာဒီခန်းကြီးလေးကလေတလုံးနဲ့တုံးတာတော့နဲတယ်တွေးပြီးဦးဒါပေမဲ့ तू ကလေအိတ်ချင်တော့အိတ်တော့ပဲဒါကလေအိတ်တာအိတ်တာနှစ်ခုပေါင်းလိုက်တော့ sweet မင်းကအိတ်ဆက်ချင်းဒီခန်းကြီးကိုလေအဲ့ဘာလဲတွဲလုံးမှာ ပါလေခန်းကြီးမေးတဲ့အပိုင်းမှာလေခဏခဏမြင်မိတယ်လို့ပဲနှစ်အချို့မှာကိုလေမိကုံးအောင်လေးချင်းမင်းနဲ့မြင်မိတယ်လို့ခန်းစားလို့ထည့်ပေးထားတာတော့တလုံးနဲ့တော့သုံးတာမရှိဘူးတိတ်မရှိဘူးမဟုတ်ဘူးတိတ်မမြင်မိဘူးမမြင်မိဘူးဘာကြောင့်လဲဆိုတော့လေနောက်နှစ်ကိုမတင်ဖြစ်တဲ့ကိုမဖြေဘူးတဲ့နှစ်ဒီမှာအများကြီးရှိသေးတာကိုကိုမတိလိုက်တဲ့ဟာလေးလည်းရှိမှာဆိုလို့စကားကိုမှားသွားမှာဆိုလို့တရှိတင်မှုသမျှထဲမှာတော့တိတ်ပြီးတော့မြင်လေးမြင်တာမရှိဘူးတလုံးနဲ့မိတာတော့ဒါပေမဲ့အတွဲလိုက်မိတာတော့ခဏခဏမြင်ဘူးတဲ့အတွဲလိုက်တဲ့ဘေကစူဥ်မင်းကအိတ်ဆက်ချင်း ဒါပေမဲ့အတွဲလိုက်ဆိုပေမဲ့ကိုကတလုံးချင်းစီလေးပြန်ရှင်းမှာဆိုတော့အဲ့တလုံးချင်းစီဆိုရင်ဒါကလည်းအိတ်ချင်တော့ဆိုတဲ့သဘောမှမြင်ရတယ်နေမှုကြီးလို့ရှာတွေ့ပါတယ်ဒါကလည်းနေမှုကြီးအိတ်ချင်တော့အိတ်ချင်တော့အိတ်ချင်နေအိတ်ချင်နေပေါမှာတော့စွီမင်းကအိတ်ဆက်ချင်းဒါလေးကပါဇက်ဒါလေးကထိုင်တာပါဇက်ကနေစကားလေးပြောဒါမှမဟုတ်ပါဇက်ကနေပြောပြီးထိုင်ဆောင်နေရတယ်ပါဇက်ကနေပြောပြီးထိုင်ဆောင်နေရတာဘန်ကောက်ဖွင့်တာဥပမာမယုံလို့ရှင်ဘန်တပံကိုသွားတယ် ။ဒါရှိလို့ဘန်ဒဘန်သွားတဲ့ခါမှာကျွန်တော်တို့တစ်ခုခုမှတ်ပေးဖို့အတွက်လက်တွေ့နဲ့လည်းရှိမလားလို့ကိုယ်လည်းစဉ်းစားကြည့်တာပေါ့နော်။ဒါရှိလို့ဘန်ကောက်သွားဖွင့်ခြင်းနဲ့သွားဖွင့်ခြင်းနဲ့ဆိုလို့ရောက်တာနဲ့အရှိမတာဝန်ရှိတဲ့လူဘာလို့ရှင်လို့လဲသူတို့ကမေးတယ်ညီမလေးဘာလို့ရှင်လို့လဲမင်းပါဇက်ကနေပြောရလက်နဲ့ခေါင်းနဲ့စားနဲ့ရေးပြတာကိုပါဇက်ကနေပြောတယ်အညီမဘန်ကောက်ဖွင့်ခြင်းလို့ပါပါဇက်ကနေပြောပြီးတိုင်မအေးအေးဖွင့်မိမယ်တက်မဖွင့်ဘူးနံမနဲ့စောင်းကတိုကင်နံမလေးနဲ့ပေးပြီးစောင်းတာမလို့ထိုင်စောင်းကစောင်းတာလည်းမတက်ကြီးမရက်ဘူးလေ ထိုင်ဆောင်တာမလို့ဗဇက်ကနေကိုလိုချင်တာပြောပြီးထိုင်ဆောင်ရတာဘယ်ချိန်မှလဲဆိုရင်ဘန်ကောင်းဖွင့်တဲ့အခါမှာဗဇက်ကနေပြောပြီးကိုလိုချင်တာလေးပြောပြီးလို့ရှိရင်ထိုင်ဆောင်ရတာကဘန်ကောင်းဖွင့်တဲ့အချိန်မှာဒါကရာစုရဈေးသက်တာဒါလေးကအာလုံးဈေးသက်တာတဲ့ပစ္စည်းအာလုံးကိုလေ safe ဖြစ်အောင်လုပ်ထားတယ်ပေါ့နော်ဈေးသက်တာတဲ့ပစ္စည်းအာလုံးဈေးသက်တာတဲ့ပစ္စည်းတွေအာလုံးဒါအာလုံး ဈေးသက်သာတွေအားလုံးကိုလည်း safe ဖြစ်အောင်လုပ်ထားတယ်ပေါ့နော်ဈေးသက်သာတွေပစ္စည်းတွေအားလုံးကိုလည်း safe ဖြစ်အောင်လုပ်တင်နေပေါ့လုပ်ထားတယ်ပြန်ပြောပြအောင်မယ် confirm လုပ်တယ်ဆိုတာကတို့တွေအိုက်ခန်းကြီးလေးကိုလေပတ်စံဘသူမဆိုငွေတော့လွှဲဖို့ကြမှာပဲ confirm ခလုတ်မြင်တဲ့ဒီခန်းကြီးလေးကိုတွေးကြည့်ဂျပန်သားလောကကျောင်းသားများကိုပြောပါရတယ်အဲ့တော့ confirm တစ်ခုနှိပ်တော့မယ်ဆိုအရင်ဆုံးမှန်ရဲ့လားလို့ကိုယ်မှတေချောင်လို့ရတယ်တေချောင်လို့ပြီးတော့မှကဲမှန်ပြီဆိုတော့အတိမတ်ပြုတဲ့အနေနဲ့ confirm လောက်တာမလို့တေချောင်လောက်တာနဲ့အတိမတ်ပြုတာနဲ့ပိုင်း confirm အတိပြုခြင်းဖြစ်လာတယ် ဒါလေးကိုကတည်ယူပို့ဆောင်တာတည်ယူပို့ဆောင်ရင်လုပ်ငန်းလုပ်ချင်းကြောင့်ထွက်ပေါ်ထွက်သွားတယ်ဒါထွက်တာထွက်သွားရင်အဲ့ဒါတင်ပို့လိုက်တာဝင်လာတယ်ဆိုရင်တည်ယူပို့ဆောင်ရင်လုပ်ငန်းလုပ်ချင်းဖြင့်ဝင်လာတယ်ဆိုအဲ့ဒါ import ဝင်လာတာတင်သွင်းတာထွက်သွားတယ်ဆိုရင်တင်ပို့တာရေးလို့ရတဲ့အမျိုးအစားရေးလို့ရတဲ့အမျိုးအစားကစာရွက်စာတမ်းမှာရှင်ရေးလို့ရတဲ့အမျိုးအစားကစာရွက်စာတမ်းမှာစုံအနည်းဆုံးအချိန်ကအခုတလောဖြစ်ပြီးတော့စုံအစအဦးဆုံးအချိန်ကပထမအဦးဆုံးမှာ ညင်းနဲ့ရေနဲ့ပတ်သက်ပြီးတော့ညင်းနဲ့ဆိုတော့ကို့မှာလေရေပြက်နေလို့ပါအိတ်တာအိတ်တာနှစ်ခုပေါင်းရင်အိတ်ဆက်ချင်းထွက်လာပါတယ်ကိုလိုချင်တာလေးပါဇက်ကပြောပြီးကိုလိုချင်တဲ့ကိစ္စလေးပါဇက်ကပြောပြီးထိုင်ဆောင်နေရတာဘန်ကောင်းဖွင့်တဲ့အချိန်မှာဈေးပေါ်တဲ့ယာတွေအားလုံးကိုလည်း safe ဖြစ်အောင်လုပ်ထားပါတယ်လုပ်ထားတဲ့မှာတွေပေါ့နော်ကြည့်ဒါဆိုလို့ရှိရင်မတို့ကတလုံးချင်းစီကိုပြန်ပြီးတော့ပြန်လိုက်ပေးမယ်မူရင်းပြန်လိုက်ပေးပါမယ်ဒါလေးကတေချာအောင်လုပ်တယ်တေချာအောင်လုပ်တယ်ခန်းကြီးကဘာလေးလဲဆိုရင် အရှိကအစိပိုင်းလေးဣရှိကြောက်တုံးဒီခန်းကြီးလေးကဣရှိကြောက်တုံးကြောက်တုံးလေးနဲ့ဒါလေးကအမိုးအမိုးအောက်မှာနားနေတဲ့ဒါလေးကငှက်ငှက်ကိုကိုစားပြူတယ်ငှက်လေးကိုပြစ်မယ်ဆိုရင်တေချောင်လောက်ကြတယ်ကွာမဟုတ်လို့ရင်မှန်ကွဲမှာဆိုလို့လေကြောက်တုံးလေးကင်ပြီးတော့အချို့ဘလို့ခေါ်လေမုတ်ဆိုးလားငှက်ပြစ်သူလားအဲကြောက်တုံးကင်ပြီးတော့အမိုးအောက်ကငှက်ကိုပြစ်တော့မယ်ဆိုရင်တေချောင်လောက်တယ်ရန်တမ်းပြီးတော့မပြစ်ဘူးပေါ့နော်တေချောင်လောက်တယ် ကြောက်တုံးနဲ့ကြောက်တုံးနဲ့ကြောက်တုံးနဲ့အမိုးအောက်ကငှက်ကိုပြစ်ချင်းဘာလို့ကြလဲဆိုတော့တေချာအောင်လှုပ်တယ်တေချာအောင်ချိန်တယ်တေချာအောင်လှုပ်တယ်ပေါ့တေချာအောင်လှုပ်တယ်နောက်တစ်ခုကအတိမတ်ပြူတာဒါလေးကပြောတာသူတို့ပြောတဲ့စကားတွေကဒါလေးကဓာဒီတစ်ချက်ပိုင်းဓာရဲ့အသွာဓာရဲ့အသွာထက်တယ်ပြောတဲ့စကားလုံးတွေကဓာသွားလို့ထက်ရင်နှလုံးသားတွေကနေ အတိမတ်ပြုလိုက်တယ်နမူနာပြောလို့ရှင်ကိုကားလို့အင်တာဗျူးမေးတဲ့လူဆိုရင်အင်တာဗျူးလာဖြေတဲ့ကလေးကပြောသွားတဲ့စကားတွေထက်မြက်နေစိတ်ထဲကနေအာဒီကလေးကိုတော့ငါအလောက်ခန့်ခြင်းနေဒီကလေးကတော့အရေးချင်းမှီတယ်ဆိုပြီးတော့အတိမတ်ပြုလိုက်တယ်လို့ပေါ့ပြန်ပြောရင်ဒါလေးကကြောက်တုံးကြောက်တုံးလေးနဲ့အမိုးအောက်ကနားနေတဲ့ငှက်လေးကိုပြစ်မယ်ဆိုရင်တေချာအောင်လုပ်တယ်အတိမတ်ပြုတာမဟုတ်ဘူးတေချာအောင်လုပ်တေချာအောင်ချိန်နေတေချာအောင်လုပ်တယ်သူပြောထားတဲ့စကားလုံးတွေက ဓာရဲ့အသွားလိုမျိုးဓာဓာဒါအသွားဓာကိုဖြတ်သွားတာဓာအသွားဓာအသွားလိုမျိုးထက်မြက်နေတော့နှလုံးသားတွေကနေအတိမတ်ပြူတယ်တေချောင်လှုပ်ပြီးတော့မှအတိမတ်ပြူတဲ့အနေနဲ့မလုပ်လေခခုနင်းဆိုရယ်ကွန်ဖန်ခလုတ်ကိုနှိပ်ပြီးတော့အတီးပြူတယ်ခခုနင်းကကွန်ဖန်ဒီခန်းကြီးလေးကတေယူပို့ဆောင်တာတေယူပို့ဆောင်နေဆိုတာကကားနဲ့တေယူပို့ဆောင်ကားနဲ့တေယူပို့ဆောင်နေဘယ်ရောက်လဲအမိုးအောက်အရောက် ဘယ်အချိန်အထိလဲတနေ့လုံးအတိအကျပြောလာထွက်တဲ့အချိန်အထိဒါလေးကဓာတ်တွေကိုတည်ယူပို့ဆောင်ဒါလဲဓာတ်ကိုကိုစားပြုတဲ့အစိပ်ပိုင်းမှာဓာတ်အရှိပေါ့တည်ယူပို့ဆောင်နေဆိုတော့ကားကိုမမီးနဲ့ကားနဲ့တည်ယူပို့ဆောင်နေဘယ်ရောက်လဲအမိုးအောက်အရောက်တနေ့ကုန်ပို့တာလာထွက်တဲ့အချိန်အထိ ဘာတွေကိုပို့လဲဓာတ်တွေကိုတေယူပို့ဆောင်တယ်ဟဲ့ဆန်းစီကလျှောက်ပြောနေတယ်လျှောက်ပြောတယ်ဆိုတာခန်းကြီးမှာပါတဲ့အစိပိုင်းကျွန်တော်တို့ဘလို့ဖြစ်ဖြစ်ကိုယ့်ဘာနဲ့ကိုကြက်ရင်ရေးပြီးတော့ကြက်လဲဒီအစိပိုင်းနေကြက်ရတယ်တစ်ဆင့်တစ်ဆင့်တစ်ခါလေးကြက်ရင်ကြံခဲ့မှာဆိုလို့ကိုကအဲ့ဒါလေးကိုရေးနေနေနဲ့မှပြောပြသွားတာတကယ်လို့စဉ်းစားကြည့်တေယူလက်တွေ့မှာတေယူပို့ဆောင်တာကားနေနဲ့တေယူပို့ဆောင်တာတေယူပို့ဆောင်တာတို့တွေအိမ်နံရောက်အရောက်တွေပို့ကြပြီ delivery လေးအမိုးအောက်အရောက် ဘယ်ချိန်ပို့လဲတနေကုန်ပို့တာပဲတခါလေညဘက်မှလာပို့တဲ့ဒလီတောင်ရှိတယ်တချို့တခါထိုင်းမှာသွားတော့ငါထိုင်းမှာသွားတော့ဒလီဘာတွေမှားလိုက်တာဘယ်ချိန်လာပို့လဲဒီလားည12နာရီထိုးမှလာပို့တယ်ဖះစုံတော့ပုံဝင်ပြောည12နာရီတို့တခါကျစိတ်တွေတိုးသူတို့အလောက်ကပြန်လာတဲ့အချိန်မှာအလောက်ကလူနဲ့လူကြုံထည့်ပြီးည12နာရီထိုးကြီးတော့မပြောချင်တာကတည်ယူပို့ဆောင်နေဆိုတာကားနဲ့တည်ယူပို့ဆောင်တာဘယ်ရောက်လဲအမိုးအောက်ရောက်ဘယ်အချိန်လဲတနေကုန်တခါလေလောက်ထွက်တဲ့ညဘက်အချိန်ဒီကိုတည်ယူပို့ဆောင်တယ်ဘာပစ္စည်းတွေကိုလဲဓာတ်တွေကို တယူပို့ဆောင်ရေလုပ်ငန်းကနေထွက်သွားတာတယူပို့ဆောင်ပြီးတော့ထွက်သွားတာဒါဒေမက်စ်ထွက်သွားတာကအဲ့ဒါတင်ပို့လိုက်တာဝင်လာတာဒါဟာအီရီမက်စ်ဝင်လာတာကအဲ့ဒါတင်သွင်းတာတင်ပို့တာနဲ့တင်သွင်းတာရေးတာတော့ M5 ကလေးရပါတယ်ပြီးမယ်အမျိုးအစားကိုနှွေးပေးမယ်အမျိုးအစားအမျိုးအစားခန်းကြီးကအပေါ်ကဆန်ခိုမဲဆန်အောက်ကအိုအိုခီအိုခီဒီနောက်ကအစရေပိုင်းလေးအတ္တမခန်းကြီးရဲ့နောက်ပိုင်းလေး အတ္တမခန်းကြီးရဲ့နောက်ပိုင်းလေးចောင်းသားအောင်လုံးတရှိကိုခြာတဲ့နေတူတဲ့ဘဝမှာခြာတဲ့ရတဲ့အခါမှာတော်တဲ့ចောင်းသားရှိတယ် မတော်တဲ့ចောင်းသားရှိတယ်ကွာအဲ့တော့လေတော်တဲ့ចောင်းသားဘက်ကိုလိုက်ပြီးသင်မတော်တဲ့ចောင်းသားတွေကအော်တိုအကုန်ပြုတ်ကုန်မှာဆိုလိုတာကကွာစာကြက်နိုင်တဲ့ចောင်းသားဖြစ်ဖြစ်စာသိမ့်မကြက်အားတဲ့ចောင်းသားဖြစ်ဖြစ်လိုက်နိုင်အောင်လို့တိလောက်မဲ့စကားကိုရွေးပြီးတော့ဆင်ပြောရတာဖြစ်တဲ့အတွက်ကြောင့်တခုခုဆိုအစ်အစမ်းပြောမဲ့အစားចောင်းသားတို့လည်းပဲအနေမှာသင်ပြီးတဲ့ဟာလေးကိုထည့်ထည့်ပြီးတော့ပြောရတာဘာလို့ဒါကိုပြောလဲဆိုတော့ N3 ကြီးရင် N4 တော့တက်လာမှာပဲ N4 မှာအတ္တမခန်းကြီးတိမယ်ဦးကောင် ဥကောင်းခန်းကြီးတော့တင်ခဲ့ရမယ်ဒါလေးကြတော့တည်ပြီးသားဆိုတော့အတ္တမလည်းနှွေးပြီးသားဖြစ်အောင်လို့ဥကောင်းခန်းကြီးရဲ့နောက်ပိုင်းလေးလည်းဖြစ်နေတာမလို့ဒါကိုယူပြောလိုက်တာဟုတ်ပြီနော်အဲ့တော့ပြန်ပြောရင်ဒါဆန်ခိုမဲအန်ဖိုးမှာပါတယ်ဒါအိုခီအန်ဖိုက်မှာပါတယ်ဒီနောက်ကအတ္တမခန်းကြီးတချမ်းလေးမလို့ခေါင်းလိုပဲပြောလိုက်တော့မယ်ဆန်နဲ့ပတ်သက်ရင်ဆန်နေနဲ့ပတ်သက်ရင်အိုခီအသက်ကြီးလာတော့မှ ခေါင်းအတ္တမခံကြီးနောက်ချမ်းလေးခေါင်းထဲမှာတည်တာကအမျိုးအစားတွေအများကြီးရှိတယ်ဆိုတဲ့အကြောင်းဥပမာဆန်လုံးညိုတို့ပြီးပါလို့ရှိရင်အမထာတို့ရွှေဘိုးတို့ပေါ်ဆက်မွေးတို့ဘာညာတရကာပေါ့တော့ဒါတော့အခုကိုကောင်းထဲမှာကိုကိုတိုင်းဈေးဝယ်တယ်လို့မဟုတ်တော့မတည်ဘူးဆန်ချမ်းဆန်ချောအဲ့လိုမျိုးပြီးစီချိုစီချိုသမားတွေစားတဲ့ဆန်စသဖြင့်ဆန်နဲ့ပတ်သက်ရင်တကယ်ကိုငငယ်ကလေးဘဝမှာဘယ်သူမှတည်မှာလဲမအေရီဖေအေရီရဲ့ချက်ကျွေးတာကိုဆန်နဲ့ပတ်သက်အိုးခီအသက်ကြီးတော့မှအတ္တမ နောက်ကခန်းကြီးမလို့အတ္တမလို့ပဲယူပြလိုက်တယ်ခေါင်းထဲမှာတီတာအမျိုးအစားရူအီလို့ခေါ်တဲ့အမျိုးအစားတွေရှိသေးမှန်းသိတယ်အဲ့တော့ရေးတာနဲ့ပေါင်းလိုက်တော့ရေးလို့ရတဲ့အမျိုးအစားကစာရွက်စာတန်းနေဖြစ်သွားတယ်ရေးလို့ရတဲ့အမျိုးအစားကစာရွက်စာတန်းဒီနှစ်ခုဒီခန်းကြီးလေးပိုင်းစုံမုတ်တုံမှုစုံမုတ်တုံမှုအကောင်းဆုံးစုံမုတ်တုံမှုစုံဒီမှာကြည့်မယ်ဒါနေ့ ဒီရောက်ကအစိတ်ပိုင်းလဲယူတာအရှိယဖိုင်မှာပါတာမကူနာပြန်ကြည့်ပြီးယူသွားတာတိုရီမက်မိသွားပြန်ပြီစန်းစီရဲ့ဒီမှာကြည့်လိုက်ဒီမှာနာနာဒါလေးကမာတဒို့ရီနာနဲ့မာတနောက်ထပ်နောက်ထပ်နားထောင်ခြင်းလို့နှစ်ချက်တွေပါတွေယူသွားတဲ့အခုကလူငယ်တွေနှစ်ချက်ယူသွားတာမဆမ်းဘူးကာအာအကြောက်ကြောင်းဆဲနေခြင်းရုံးဆဲနေခြင်းမှာနားထောင်ခြင်းတော့လေနာနဲ့မာတမာတနောက်ထပ်ထထပ်ပြန်နှောင်းခြင်းလို့နှစ်ချက်တွေပါတွေကိုယူသွားတယ်ဒါကယူသွားတာ နေ့တိုင်းယူသွားတာအကောင်ဆုံးပဲတခါလေကျရင်ရုံဆင်းတဲ့ချိန်နားတွေညင်းနေဘင်းကပုတ်ရှိပုတ်ရှိပုတ်ရှိနေကိုနှစ်ချက်လေးကိုပါလိုက်အမပေါ်အမန်းလေးပါပါလေစကားအပန်းလေးပြေသွားတယ်ပေါ့နော်အပန်းလေးပြေသွားတယ်ဟိုကိုသချင်းလေးကိုနားထောင်နေလို့ရှိရင်အဲ့တော့နေ့တိုင်းဒါနေ့တွေမှာလေးသုံးတော့ဒါယူတာနေ့တိုင်းယူသွားတာအကောင်ဆုံးပဲယူတဲ့ခန်းကြီးကနားနဲ့နားထောင်ဖို့နားနဲ့နောက်တစ်ချိန်နေပိုင်းနားထောင်ခြင်းငကြက်တွေပါတွေကိုယူသွားတာအဲ့ဒီယူတဲ့ခန်းကြီးပေါ်မှာနေထက်လာရင် နေ့တိုင်းယူသွားတာတော့အကောင်းဆုံးပဲတခါတလေလိုင်းကားပေါ်မှာနာညိတဲ့အသင်းပြောနေတဲ့အတန်နေစူညံပေါ်လို့ရန်ဖြစ်နေတဲ့အတန်နေတိတိတူးနေတဲ့အတန်နေနှထောင်းတာထက်ဆိုင်နေ့တိုင်းကိုနှချက်လေးကိုယူသွားတာကအကောင်းဆုံးပဲစုံစုံနဲ့နီးတာနဲ့ပေါင်းတော့အနည်းဆုံးချိန်ကအခုတလောစုံနဲ့အစအစဦးကိုရှင်းပြမယ်အစဒါဟာဂျီမဲပထမအစဒါလေးကရုတ်တရက်မသိရင်ကြည့်ခတာခဏနဲ့နဲ့တူတယ်ဒါလေးကဒါ ကျွမ်းကျင်မှုအားနည်းတယ်နဲ့လေးနဲ့တူလို့နဲ့လို့ပြောလိုက်တာကျွမ်းကျင်မှုအားနည်းတယ်ဓာတ်ကင်တဲ့အပိုင်းမှာကျွမ်းကျင်မှုအားနည်းတာအစာပိုင်းမလို့ဥပမာစပိုမူးတွေဆိုလို့ရှိရင်လေဆူ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 နဲ့တီးသွားတာမှလေပပလေးကိုမှလက်လဲမလျှောက်ကိုရီမန်တစ်ခါလိတစ်ခါတစ်ခါလိလို့ရှိရင်တစ်ခါချွေးပြန်ခြင်းနေတာဘာလို့လဲအစာမလို့နဲ့နဲ့ဓာတ်နဲ့ပေါင်းတာရင်ကျွမ်းကျင်မှုအားနည်းတယ်ဓာတ်ကင်တဲ့နေရာမှာကျွမ်းကျင်မှုအားနည်းတာအစာ အစနဲ့ဆုံးအစအစဆုံးအစဆုံးချိန်ကပထမဦးဆုံးချိန်ကိုပြောတာအစဆုံးအနည်းဆုံးချိန်ကအခုတလောဆိုရင်အစဆုံးချိန်ကပထမဦးဆုံးဒီခန်းကြီးလေးကညင်းဆန်ညင်းဆန်ဒါလေးကဆန်ဆန်လေးကိုဖောင်ခတ်တာတော့အမဆန်ဘုံလို့ပဲတင်လိုက်တယ်ဆန်လေးကိုဖောင်လေးထဲမှာထည့်တာဆန်ဘုံလို့ပြောလိုက်တယ်ဒီနောက်ကအစိပ်ပိုင်းအမှန်ဆိုပစိပစိဆိုတည်တံထမှတ်နေရမှာဆိုတော့အိမ်တချမ်းပဲလို့ပြောလိုက်တယ်အိမ်အိမ်ပုံစံလေး အိမ်ပုံစံလေးရဲ့တချမ်းလေးနဲ့ဒူလို့ဒီမှာလေအိမ်လေးရဲ့တချမ်းလေးနဲ့ဒူလို့အိမ်တချမ်းပဲပေါ့စဉ်းစားကြည့်မယ်ဆန်ဘုံဆန်ဘုံဘယ်ကဆန်ဘုံအိမ်ကဆန်ဘုံနဲ့ရဆန်နေလားတောင်းရင်ညင်းမှာပေါ့ဝေဒနီယာအကုန်လိုက်ဝေနေလို့မှမေးရတာကိုရီငှက်သွားမှာဆိုတော့လေဆန်ဘောင်ခတ်လိုက်တော့ဆန်ဘုံဘယ်ကဆန်ဘုံအိမ်တချမ်းပဲလေးနဲ့ဒူလို့အိမ်ကဆန်ဘုံနဲ့ရဆန်နေလားတောင်းလို့ရှိရင်ခိုတိုးဝါရုကညင်းဆန်တာခိုတိုးဝါရုညင်းဆန်တာဒီခန့်ကြီးကညင်းဆန်တာ ရေလာလာမေးတာကိုညင်းဆန်နေဆိုတော့ရေပြက်တာရေလာလာမေးတာကိုရေနဲ့ပတ်သက်ပြီးတော့ညင်းဆန်နေဆိုတော့ရေပြက်နေတာရေနဲ့ပတ်သက်ပြီးတော့ညင်းဆန်တာရေပြက်တာအညာကြီးညင်းဆန်နေရေနဲ့ပတ်သက်ပြီးတော့ညင်းဆန်တာရေပြက်တာဒါလေးခဏထအောင်ဒါကိုရင်သင်မယ်ဘန်ကောက်သွားဖွင့်ရင်လို့ကိုလုတ်ချင်တဲ့ကိစ္စကိုပါဇက်ကပြောပြီးထိုင်ဆောင်နေရတာဘန်ကောက်ဖွင့်တဲ့ချိန်လို့ပါဇက်ကတော့တည်တယ်ထိုင်တာကိုပြပြမယ်ထိုင်တာထိုင်တာအမိုးအောင်မှာထိုင်လိုက်ပါအမိုးအောင်မှာလူနှစ်ယောက် ညကြီးလေးပေါ်မှာထိုင်နေတယ်အမိုးလေးအောက်မှာလူနှစ်ယောက်ညကြီးလေးပေါ်မှာထိုင်နေတယ်ပါဇက်ကနေကိုလို့ချင်တဲ့ကိစ္စကိုပြောပြီးတော့ထိုင်ဆောင်နေတာကဗန်ကောက်သွားဖွင့်တဲ့အချိန်ဈေးပေါ်တဲ့ຢာတွေအားလုံးကိုလည်း safe ဖြစ်အောင်လုပ်ထားတယ်ပေါ့နော်ဈေးပေါ်တာတော့တည်တယ်အားလုံးဒီအမိုးအောက်မှာရှိတဲ့ဘယင်ဒါဘယင်ဘယင်ကိုအားလုံးတည်တယ်ပေါ့ ကိုရီကိုလူတွေအားလုံးသိကြမှာဒီမဲ့အမိုးအောင်မှာရှိတဲ့ဘယင်ကိုတော့အားလုံးကသိတယ်အဲ့တော့ဈေးပေါ်တဲ့ယာတွေအားလုံးကိုလည်း safe ဖြစ်အောင်လုပ်ထားတယ်ပါဇက်ကကိုလိုဂျနာပြောပြီးထိုင်ဆောင်နေရတာဘန်ကောင်းဖွင့်တဲ့အချိန်ကေတာကိုသိမယ်သူတို့ကသူတို့ကသူတို့နေအိတ်ချင်တော့အိတ်ချင်တော့ဒီအိတ်ချင်တော့အိတ်ချင်တော့ဒီနှစ်ခုပေါင်းလိုက်တော့မှအိတ်ဆက်ချင်းဖြစ်သွားတယ်ဒါဆိုအိတ်ချင်တော့အိတ်ချင်တော့အရင်ရှင်းမယ်အိတ်ချင်တော့အိတ်ချင်တော့ဒီမှာအိတ်ချင်တာကမျက်လုံးတွေကအိတ်ချင်တာမျက်လုံး နှက်ခမ်းကအိတ်ချင်တာမဟုတ်ဘူးနှက်ခေါင်းကအိတ်ချင်တာမဟုတ်မျက်လုံးကအိတ်ချင်တာအနောက်ကခန်းကြီးလေးကဒီလိုမျိုးဒီလိုမျိုးလေးအချို့ရေးတဲ့နေရာမှာဒီအလဲရဆွဲချက်လေးကအပေါ်မြင်နဲ့အောက်မြင်နဲ့ကိုမထီဘူးအချို့ရဲ့ dictionary မှာကျတော့ထီတယ်ပြန်ပြမယ်နော်အိတ်ချင်တယ်ဆိုတာကမျက်လုံးကနေအိတ်တာအိတ်ချင်တာနောက်ကဆွဲချက်လေးရင်ကြည့်1 2 3ဒီမှာအခုဆွဲမဲ့ဆွဲချက်အချို့ရဲ့စာအုပ်တွေမှာကျတော့ မထီဘူးအချိုးစာအုပ်ဒီမှာထီတယ်နှစ်မျိုးလုံးရပါတယ်ပေါ့နော်ဒီမှာဒီလိုမျိုးအချိုးစာအုပ်ဒီမှာမထီဘူးအချိုးစာအုပ်ဒီမှာထီတယ်အချိုးခန်းကြီး dictionary မှာမထီဘူးအချိုးခန်းကြီး dictionary မှာထီတယ်အချိုးခန်းကြီး dictionary ကြတော့ဒီလိုမျိုးအကုန်ထီတယ်ထီဒီလိုမျိုးထီတယ်ဒီလားမသိဘူးဖားပါတော့အဲ့တော့ကိုထီတာဖြစ်နေမယ်ယူရှင်းလိုက်တော့မယ်နော်ကိုထီတာကိုဆွဲနေကြပြန်ပြောမယ်နော်အိတ်ချင်တယ်ဆိုတော့မျက်လုံးကနေအိတ်ချင်တာကဲဒီနောက်ကဆွဲချက်လေးအရင်ကြည့် ဒီမှာကြည့်ထိတာအနေနဲ့ပဲဆွဲလိုက်တယ်အချို့တွေမှာမထိတာလည်းတွေ့လိမ့်မယ်လို့ပြောပြီးပြီနော်အဲ့ပြန်ပြောရင်ဒီခန်းကြီးလေးရလေဘယ်မှာမြင်ဘူးလဲဆိုတော့ကျွန်တော် nori mas ကိုမြင်ဘူးလား nori mas စီးတာ nori mas စီးတာဒီမှာကြည့် nori mas ခန်းကြီးလေး ਨੇ nori mas ခန်းကြီးကြောင့်ဒီနားလေးမှာဒီလိုလေးခွဲသွားတာသူကကျတော့ဒီမှာပိတ်လိုက်တဲ့ပုံစံမပိတ်လိုက်တဲ့ပုံစံ nori mas စီးတာလေးဒီနေရာမှာသာဒီလိုအပိတ်မလာဘဲနဲ့ ဒီလိုမျိုးလာတယ်ဆိုရင် အပိတ်မလာဘဲနဲ့ဒီလိုလာတယ်ဆိုရင်စီးတာဖြစ်သွားတယ်အခုကကြတော့ဆွဲတဲ့ခန်းကြီးကကြတော့အပိတ်အနေနဲ့ဆွဲသွားတာအပိတ်အနေနဲ့ဆွဲသွားတာအဲ့လိုမျိုးဆွဲသွားတာဒါပါတော့စီးတာနဲ့တူတယ်လို့မြင်ကြည့်အဲ့တော့အခုတင်မှာအိတ်ချင်တာဘယ်ကအိတ်ချင်လဲမျက်လုံးကအိတ်ချင်တယ်ကားစီးတဲ့အချိန်မှာမျက်လုံးကတအားအိတ်ချင်တာခရီးဝဲတွေသွားလို့ကိုယ်ကားကြည့်ခိုင်းအားသွားပြီအဲ့ဒါတချိန်လုံးကအိတ်ပြီးလိုက်လာတာရောက်တာတော့သိကြမှာသိတာပြောချင်တာကဒီမှာလေစီးတဲ့ခန်းကြီးလေးနဲ့ဆင်နေပေါ့တော့အိတ်ချင်တာမျက်လုံးကအိတ်ချင်တာ စီးတဲ့ကားတွေပါတယ်စီးတဲ့အချိန်မှာအိတ်ချင်တာဒါလေးကလည်းအိတ်ချင်တာနောက်တစ်လုံးနဲ့တော့သူ့ကိုမေးတာရှားတယ်နောက်တစ်ခုကလည်းအိတ်ချင်တော့အိမ်ငိုက်သွားမျက်လုံးကအိမ်ငိုက်တာပဲဘသူမျက်လုံးကအိမ်ငိုက်လဲသိလားလူတွေအားလုံးရဲ့မျက်လုံးကအိမ်ငိုက်တယ်လူအများရဲ့မျက်လုံးကအိမ်ငိုက်တာဒီခန်းကြီးကမင်းလူအများလူအများကိုကိုစားပြုတာအဲ့ပြန်ပြောရင်အိတ်ချင်တဲ့ခန်းကြီးနှစ်ခုပေါင်းလိုက်တာအိတ်ဆက်ချင်ထွက်လာတယ်ဆိုတော့အိတ်ချင်တာမျက်လုံးကအိတ်ချင်တာဘယ်အချိန်မှအိတ်ချင်လဲကားစီးတဲ့အချိန်မှအိတ်ချင်နေစီးတဲ့ခန်းကြီးလေးနဲ့ဆင်လို့ပြောတာเนาะစီးတဲ့ခန်းကြီးမဟုတ်စီးတဲ့ခန်းကြီးနဲ့တူလို့ အိတ်ချင်တာဘယ်ရအိတ်ချင်တာလဲမျက်လုံးကအိတ်ချင်တာဘသူတွေရဲ့မျက်လုံးကလဲဆိုတော့လူအများမင်းဆိုတဲ့လူတို့လူအများရဲ့မျက်လုံးကကိုတယောက်တည်းမှာကွက်ပြီးအိတ်ချင်တာမဟုတ်ဘူးလူအများရဲ့မျက်လုံးကအိတ်ချင်တာအဲ့တော့အိတ်ချင်တဲ့ခင်းကြီးနှစ်ခုသွားပေါင်းလိုက်တော့အိတ်ဆက်ချင်းဖြစ်သွားတဲ့ဆွီမင်းကအိတ်ဆက်ချင်းဒါလေးကတော့9ဖိုင်မြောက်ပါရှင့်